ရေစကြည်လအနာဂတိချံခန်းကြီး38အငယ်1မှ23တပန်သာရဖျားဤနှုတ်ကပတ်တော်သည်ငှစီတို့ရောက်လာ၍အချင်းလူသာယောရှပီမေရှက်ပီဒုပလပီကိုအစိုးရသောမာဂောကပီသာဂောကမင်းတဖက်၌မျက်နာထား၍ပရောဖက်ပြုလျက်အရှင်သာရဖျားဤအမိန့်တော်ကိုဆင့်ဆူရမိမှာ ယောရှာမေရှာတုပလပြီတို့ကို အစူးရသောအိုခောကမေတင့်တဖတ်၌ငာနေ၏တင့်ကိုငာပြန်လာစေမီတင့်ပါယိုးကိုတန်ချိတ်နှင့်ချိတ်ပြီးလျင်တင်မဆ၍ထူးဆန်းသောလက်နက်စုံအမျိုးမျိုးကိုဆောင်းသောသူဒိုင်းလွှားပါလျက်ဓာတ်ကိုလက်ဆွဲသောလူ အလုံးအရင်များနှင့်မြင်းမြင်းစည်းသူရဲ့ ဘိုးချီအပေါင်းတို့ကိုငါဆောင်ခဲ့မိအတီးအတီးဒိုင်းလွားကင်၍တန်ခမောက်လုံးကိုဆောင်ရသောပေရတိပိသာ ကုရှပိသာ ဖုတပိသာဂောမာနှင့် သူဤတက်များမြောက်ပိသာတောခာမအမျိုးနှင့်သူဤတက်များအလုံးအရင်းအပေါင်းတို့သည်တင်နှင့်အတူလိုက်လာကြလိမ့်မည်တင်သည်မိမိ၌ ရှုဝေသောလူအလုံးအရေးများနှင့်တကွကိုကိုပြင်ဆင်လို့ပြင်ဆင်လျက်နေလို့သူတို့ကိုစောင့်လျက်နေလို့ကြာမြင့်စွာကာလလွန်ပြီးမှတင်သည်အုတ်ချုပ်ရသော အခွင့်ရှိလိမ့်မည်ဓာပိနှင့်လွတ်၍လူအမျိုးမျိုးတွေကနှုတ်တော်ပြီသာကြာမြင့်စွာစိတ်ဉဏ်လျက်နေသောဣတရေလတောင်တို့အပေါ်သို့ တဖန်ဆောင်ခဲ့သောပိသားတို့ရှိရာတို့ နောင်ကာလ၌သင်သည်စစ်ချီ၍လာလိမ့်မည်ထိုပိသားတို့သည်လူအမျိုးမျိုးတဲ့ကနှုတ်ဆောင်တော်သူဖြစ်၍တပြီလုံးငြိမ်ဝှက်လျက်ရှိနေသောအခါသင်သည်မိုးသက်မုန်တိုင်းကဲ့သို့တက်လာ၍သင်၌ပါသည်။သောတက်သားအလုံးအရင်နှစ်တကွထိုပီကို မိုးအုပ်တကဲ့သို့ဖြစ်လိမ့်မည် အရှင်သာရဖျားမိန်တော်မူသည်ကထိုအခါသင်သည် အရာရာတို့ကိုအောင့်မေ့၍မကောင်းသော အကြံကိုကြံစီလျက်ယွာစနဘုတ်များသောပြီမြို့ယိုမရှိ တကားကျင်နှင့်တကားမရှိစိုးရင်စရာအကြောင်း အလျင်းမရှိငြိမ်ဝတ်သောပြည်သားတို့ရှိရာတို့ငါချီသွား၍သူတို့ဥစ္စာကို လူရက်သိမ်းယူမီအရင်စိတ်ညံ၍ ယခုလူနေသော အရတ်တို့ကို၎င်းလူအမျိုးမျိုးတဲကစုဝေးသဖြင့်တိရစ္ဆာန်များနှင့်အဥ္စာများကိုရတတ်၍ပြည်အလယ်၌နေသောသူတို့ကို၎င်းတိုက်မီဟုကြံစီလိမ့်မည်ရှေဘပိသာဒေတံပိသာတာရှုကုံသည်များရှင်သည့်ပြိုအပေါင်းတို့ကကိုတော်သည် သူ့ဥ္စာကို လူယူခြင်းငှာလာသလော သူ့ဥစ္စာကို ဝေငှ၍ရွှေငွေကို၎င်းတရိတ်ဆန်များနှင့်ဥစ္စာများကို၎င်းသိမ်းသွားလျက်များစွာလူရဲ့ဖြက်စီးခြင်းကအပေါင်းအသင်းကိုစုဝေးစေပြီလို့ဟုမေးမြန်းကြလိမ့်မည်။ထို့ဖြစ်၍အချင်းလူသာပရောဖက်ပြု၍အရှင်သာရဖျား၏အမိန့်တော်ကိုဂောကအားဆင့်ဆူရမည်မှာ။ ငါဤလူဣတရေလအမျိုးသားတို့သည်ငြိမ်ဝှက်စွာ နေသောအခါတင်သည်တိ၍မြင်းစည်းသောသူအလုံးအင်းအပေါင်းအာကြီးသောစစ်သူရဲ့အပေါင်းတို့နှင့်တကွမြောက်မျက်နာမှ ရှိလာမိပီကို မိုးအုပ်တကဲ့သို့ငါဤလူဣတရေလအမျိုးသားတို့ကို တက်၍တိုက်လာမိနောင်ကာလတွင်ငါဤပီတစ်ဖက်၌တင့်ကို ငါဆောင်ခဲ့မီမဟုတ်လို့အเจ้าမူကအိုကောကလူအမျိုးမျိုးတို့မျက်မှောက်၌တင့်အားဖြင့်ငါသည်ချီးမြှောက်ရာသို့ရောက်တော်အခါသူတို့သည်ငါကိုတိရကြမီအเจ้าသည်အရှင်ထာရဖျားမိန်တော်မူသည်ကငါသည်စစ်ချီစေမီဟုလွန်လေပြီးသောရှေးကာလ၌ပရောဖက်ပြုသောငါဤကျွန်းဣဒရီလပရောဖက်တို့အားငါသည် ပြာထိတ်ပြီးတော့အခါတင့်ကိုရီမှတ်သည်မဟုတ်လောအရှင်သာရဖျားမိန်တော်မူသည်ကထိုကာလတွင်ဂောဂသည်ဣတရေလပြည်ကိုတိုက်လာသောကာလအခါငါသည်ဒေါသအရှင်ထ၍အမျက်ထွက်လိမ့်မည်အကယ်စင်စစ်ထိုအခါဣတရေလပြည်၌ကြီးစွာသောလှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟုငါဤဒေါသမီလောင်လျက်ငါပြောပြီး ပင်လယ်ငါမိုးကောင်းကင်ငှက်တောတရိษံနှင့်မြေ၌တွားတက်သောတရိษံမြေပေါ်မှာရှိသောလူအပေါင်းတို့သည်ငှရှိမှတုံလှုပ်ကြလိမ့်မည်တောင်တို့သည်ပြိုလျက်အဆောက်မြင့်သော အရတ်တို့သည်လဲလျက်အလုံးစုံသောအုတ်ရိုးပြုတ်လျက်ရှိကြလိမ့်မည်အရှင်သာရဖျားမိန်တော်မူသည်ကငါတောင်များအရရတ်တို့တွင် သူတဖက်၌ဓာကိုငါမှားလိုက်သဖြင့်လူအပေါင်းတို့သည်တယောက်ကိုတယောက်ဓာနှင့်ခုတ်ကြလိမ့်မည်ငါသည်ကာလနာဘေးအသေးသက်ခြင်းဘေးအားဖြင့်သူ့ကိုတံပေးမည်သူနှင့်သူ၌ပါသောတံများအလုံးအရင်းများအပေါ်မှ လွှမ်းသောမိုး၏ကြီးသောမိုးသည် ကန့်နှင့်ရောသောမီးမိုးကိုရွာစေမည်ထို့သောငါသည် ကိုကိုချီးမြှောက်၍ရိုသေပွေသောဂုံလက္ခဏာကိုပြလျက်များစွာသော လူမျိုးတို့ရှိမှထင်ရှားသောအခါငါသည်ထာရဖျားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟုမိန်တော်မူ၏အာမင် God bless you